ထူးခြားတဲ့စွမ်းရည်နဲ့ဟူးမတ်များနံပါတ်1အစာကြီးအစာမြန်သူဒီလူကအစာကြီးအစာမြန်ဆုံးအမေရိကန်နိုင်ငံသား Joey Chestnut ဖြစ်ပါတယ်အဖေစုမေဆန်းအလုံးမရှိအကိုင်းမရှိအစာကြီးခြင်းနေတဲ့ညိုကီတို့လေးစားအကြအမဲ့သူပါအစားတော့ပြိုင်ပွဲတွေမှာချန်ပီယံဆုတွေအကြိမ်ကြိမ်ရထားတဲ့ကမ္ဘာအကျန်းဆုံးအစားကြီးအစားမြန်သူတစ်ယောက်ဖြစ်ပါတယ်။ ဟုတ်တော့73ခုကို10မိနစ်နဲ့စားပြတာခမကာ32ခုကို38မိနစ်နဲ့စားပြတာနုဒကာလန်ကို73စက္ကန့်နဲ့တောက်ပြတာမျိုးတွေလောက်ပြထားတဲ့တကယ်အစားကြီးအစားမြန်ပါရမီရှင်ပါနမနဲ့အတန်ကျဲသူသူမတော့အတန်ကျဲဆုံး online သူပြည်ထောင်နိုင်ငံက Jill Duck ဖြစ်ပါတယ်ဒီမျိုးသမီးကြီးကကြောင်းဆရာမဖြစ်ပြီးညကီတို့လိုမိမနိုင်ဖမနိုင်လေးတွေကိုအော်ဟစ်စုဘူးချိန်မောင်းတတိပေးရအနေရှင်းစွဲတန်ပိုကျဲလာတာလို့ဆိုထားပါဗျ။ ူမရဲ့အတန်ကျယ်ဆုံးစံချိန်က129ဒစီဘယ်ရှိပြီးဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။129ဒစီဘယ်ကဘလောက်ကျယ်တယ်လဲဆိုရင်ဂျက်လီယင်ကြီးရဲ့ပြေးလမ်းပေါ်မှာပြေးနေတဲ့အတန်လောက်ရှိရလို့ဆိုထားပါတယ်။ဟောမီတို့သူ့စံချိန်ကိုချိုးချင်ရင်တော့အခုခရေကအော်ကျင့်သားဖို့ကြံပြူပါတယ်။ပါ။နံပါတ်3အမုတ်ဘရင်ဟမ်ညိုကီတို့အရန်အားကြားမဲ့အဆုတ်ကောင်းအမုတ်တန်သူဂျော်ဒန်နိုင်ငံသားယာဇာဇယက်ဖြစ်ပါတယ်။ရင်ရွေးကိုလင်းမုတ်သွင်းပြီးဖောင်းလာအောင်လုပ်ပြီးရင်ပောက်ကွဲတော့အောင်မှုပြနိုင်သူပါ။သူ့ရဲ့စံချိန်ကမယုံနိုင်စရာကောင်းလာအောင်မြန်ပါတယ်။ ရင်းနှွေးတလုံးကို4.96စက္ကန့်အတွင်းပေါက်အောင်မှုန့်နိုင်ခဲ့တာပါလက်ရှိမှုန့်လောကမှာသူဟာအမောက်တန်အမောက်မြန်လုံးနဲ့ပြန်ဆန်ရှားတန်မြန်မှုကြီးရသူမှသူပါပဲနံပါတ်၄လက်အားစုဘိုးတော်သူကတော့အသက်ကြီးပြီမဲ့မပြည့်စည်သေးတဲ့အမေရိကန်နိုင်ငံသား Dennis Rogers ဆိုတဲ့လက်အားစုဘိုးတော်ဖြစ်ပါတယ်သူ့ကို The Modern Day Superman လို့တော့တင်စားခေါ်ကြပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့လက်ညှိအားမယုံနိုင်စရာကောင်းလောက်ကိုတာမာလို့ပါ ူဟာမာကျောတဲ့ဒေအိုတွေကိုလက်ပလာနဲ့ကွေးညင်နိုင်တာဖဲချက်တစ်စုံလုံးကိုတစ်ချက်ထဲနဲ့ဆုပ်ဖျင်းနိုင်တာတူရီကွားတွေကိုလက်နဲ့ကွေးညင်နိုင်တာစတဲ့စွမ်းဆောင်ရည်တွေကြောင့်ကဘာကျော်ပါတယ်။ဒါကြောင့်မို့ကဘာလဲကျော်ခြင်းအားလဲတန်ခြင်းနဲ့ညူကီတို့လည်းကိုပလာရီတွေကိုလကားမထားပဲအခုကလေးကတခုခုကိုအားရင်းညင်နေတင့်ပါတယ်။နံပါတ်5ပါဇက်ကြီးဂရင်းထဲမှာငုံသားမသက်ချစ်တတ်တဲ့ဒီဟိုမှာလိုချင်တဲ့အော့မေတို့အတွက်ဒီမှာ limited edition American ကောင်းလေး Isis Johnson ဖြစ်ပါတယ်။သူဟာကမ္ဘာအကြီးဆုံးဗဇက်ပိုင်ဆိုင်သူဖြစ်ဂင်းနစ်စံချိန်ရှင်မှာ သူ့ရဲ့ပါဇက်ဟာ၄သတမ၃ညတ်လက်မကျော်အထိကျေအောင်ဟနိုင်ပါတယ်။တွေးတာကြည့်ကြပါဗျာ။ပါဇက်ထဲကိုဘော်တုံးတစ်လုံး၊ပန်းတီးတစ်လုံး၊လိန်မော်တီးတစ်လုံး၊ရေတံမှုတစ်ခုလောက်အလွဲတကူထည့်လို့ရတာပါ။ဘောနဲ့အနေနဲ့တင်ပြပေးချင်တဲ့ဆရာတယောက်ရှိပါတယ်။သူကနှာခေါင်းကိုညူကီတို့လိုအသုံးချအောင်နေမှာပဲ။အိုဗာတိုင်းစင်းခိုင်းတဲ့အနေနဲ့စာစီစာရိုက်လုပ်ပေးထားတဲ့နှာခေါင်းနဲ့စာရိုက်သူပဲဖြစ်ပါတယ်။ပန်းအနေတို့တိုင်းပြည်ကမိုဟာမက်ကန်ဆန်ဟဇိန်းဆိုတဲ့ဒီလူကနှာခေါင်းနဲ့စာရိုက်ရင်ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ ုက္ခနာကိုမှရှိတဲ့တခြားရွေချက်နဲ့ဖြစ်တည်နေတဲ့အင်္ဂါစိတ်ပိုင်းကိုလိုရာပုံတွင်ခိုင်းစေနိုင်တာဟာလေတကယ်ကိုအထူးရှင်ပြောင်ပြောင်းတဲ့အရေးရှင်းတစ်ခုပါ။ဒါကြောင့်မို့ကိုမှရှိတဲ့အရာတွေကိုတခြားရွေချက်တွေအတွက်စမ်းသုံးလေ့ကျင့်ကြည့်ကြဖို့အကြံပြုချင်ပါတယ်။ဒီဒီကြည့်ပေးကြလို့ကျေးဇူးပါ။နောက်ဗီဒီယိုတွေမှာဒီထက်ပိုထူးဆန်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။